ဗြိတိန်ကမ်းလော်မှာရှင်နန်တင်သင်္ဘောနဲ့ကုန်တင်သင်္ဘောတိုက်မိပြီးတဲ့နောက်နိုင်ရီပေါင်းအတော်ကြာတဲ့အထိမီးတွေဆက်လက်လောင်ကျွမ်းနေစေဖြစ်ပါတယ်။မတ်လ10ရက်နေ့တုန်းကဗြိတိန်နိုင်ငံအရှေ့ဘက်ကမ်းလော်မှာရှိတဲ့မြောက်ပိုင်းပင်လယ်ရေပြင်မှာလင်းရစီတွေတင်ဆောင်လာတဲ့ရှင်နန်တင်သင်္ဘောကကုန်တင်သင်္ဘောတစ်စီးနဲ့ဝင်တိုက်မိခဲ့တာပါ။မီးဟာသင်္ဘောနှစ်စီးလုံးကိုကူးဆက်လောင်ကျွမ်းနေပါတယ်။တိုက်မိတဲ့သင်္ဘောနှစ်စီးကတော့အမေရိကန်စစ်တပ်အတွက်လေယံစီတွေတည်ယူမှုကိုတာဝန်ယူလှုပ်ဆောင်ပေးလိမ့်ရှိပြီးအမေရိကန်မှာမှတ်ပုံတင်ထားတဲ့ Stanar Immaculate ရေနံတင်သင်္ဘောနဲ့ပေါ်တူဂီအလံလွှင့်ထူထားတဲ့ Solon ကုန်တင်သင်္ဘောတို့ဖြစ်ကြပါတယ်။ကမ်းခြေဆောင်တက်ရထုတ်ပြန်ချက်အရစုစုပေါင်း36ဦးကိုကင်းစင်နိုင်ခဲ့ပြီးတဦးကိုစေယုံတင်ပို့ခဲ့ရကြောင်းပျောက်ဆုံးနေတဲ့သင်္ဘောသားကတော့ Solon ပေါ်ကရေရင်အမှုတန်းဖြစ်ကြောင်းပြောပါတယ်။ Britain ဝန်ကြီးချုပ်ယုံကတော့အခုဖြစ်စဉ်ကိုအလေးအနက်စိုးရိမ်စရာအခြေအနေတစ်ခုအဖြစ်သတ်မှတ်ထားပြီး သက်ဆိုင်ရာအေဂျင်စီအသီးသီးကိုလိုအပ်တဲ့အရေးပေါ်စီမံတုံ့ပြန်မှုတွေအများဆုံးလှုပ်ဆောင်ပေးကြဖို့တိုက်တွန်းထားပါရရှင်။